လုံးမင်္ဂလာပါကျွန်တော်ကတော့စကလည်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ဖြစ်ပါတယ်မြို့သားလူမျိုးစုချုပ်ဘိုးလုံးဆောင်ပေါ်လူလည်းဖြစ်ပါတယ်ရရှိလူကြောင့်ကပြည်သူဝန်သားအားလုံးစိတ်ချမ်းသာရေးကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ဆုမောင်းတောင်းလိုက်ပါတယ်ကျွန်တော်တို့ဆိုရခွင့်နဲ့လည်းပြည်သူရဲ့ပူပေါင်းပေါင်းပါလို့အများတိုင်းရယူပြီးပြည်သူပူပေါင်းပေါင်းပြီးဖြစ်မှာအောင်မြင်မှုရရှိမှာဆိုတော့ကျွန်တော်ရဲ့ခံယူချက်ဖြစ်ပါတယ် ျွန်တော်တို့ကဒီဒီအနာရှိစံပြောမှာလက်သက်မခံတဲ့အမှုကိုကျင့်သုံးပြီးလုပ်ဆောင်လည်းရှိပါတယ်။ယခုလိုကျွန်တော်တို့ရွေးကောက်ပွဲမှာလည်းပြည်သူတရားလုံးရဲ့ပူပေါင်းပေါင်းဝင်မဲဆန္ဒပေးပြီးကျွန်တော်တို့ရာ2020မှာအနိုင်ရပြီဖြစ်ပါတယ်။ဒါလည်းတရားမြတ်တပြည်လွတ်လပ်တဲ့ရွေးကောက်ပွဲတစ်ခုဖြစ်ပါတယ်။ထို့တူပဲအခုပြည်သူတရားလုံးက CD M ဆိုတဲ့ Civil Disobedience Movement ကို အားလုံးပူပေါင်းပါဝင်နေတဲ့အတွက်ကျွန်တော်အများကြီးအားရဝမ်းသာကျေနပ်မိပါတယ်ကျက်တင်မွေးကြီးများထားမိပါတယ်ယခုပွဲဟာမပြီးသေးပါဘူးဆရာသာရှင်ကြာဆုံးသည်ဒီကျွန်တော်လည်းဆက်လက်လို့ဆိုကြမှာဒါကြောင့်ပြည်သူတရားလုံးရဲ့အင်အားကိုနောက်မဆုံးပဲရှေ့ဆက်ပြီးလေပွဲကြည့်စာအလံမလဲကြစားပြည်သူတရားလုံးပူပေါင်းပေါ်မှုကိုလှုပ်ဆောင်ပေးကြပါပြည်သူရဲ့ စာကပြည်သူ့အပံကျွန်တော်တို့အစိုးရအနေနဲ့ညာစွမ်းကိုစမ်းညာစွမ်းစီတမြဆွမ်းဆွမ်းတမလှုပ်ဆောင်ပေးပါမယ်လို့ကျွန်တော်တို့ကတိပြုပါတယ်။ယခုချိန်မှာလည်းကျွန်တော်ပါအခြေချုပ်ဖြစ်နေတဲ့ဘာမှမလုပ်နိုင်ပဲအိမ်တွေကနေထိုင်ပြီးတော့ကြည်နေမှာလွယ်လို့မတတ်နိုင်သေးပါဘူး။ကျွန်တော်တို့ဒီအခြေချုပ်ကလွတ်လာတဲ့အချိန်မှာလွတ်မြောက်လာချိန်မှာကျွန်တော်ပြည်သူ့ရဲ့တာဝန်ဝတရားတွေကိုကိုသမိုင်းကိုမခုံးမဝါမှာကြောက်ရတယ်သမိုင်းပြည်တာဝန်ကို ကျေးဇူးပြုတော်ထားဆောင်ပေါ်ပါမယ်။ဒါကြောင့်ပြည်သူတရားလုံးကျွန်တော်လည်းပူပေါင်းပြီးတော့ဆရာလာရှင်ကြာဆုံးသည့်ဆက်လက်တိုက်ပွဲဝင်ပေးကြပါလို့အမှုညွတ်မြတ်တဲ့အခါတောင်းပါအပ်ပါလေ။